ခဆွေအကောင့်မှရှင်မင်္ဂလာပါ။ဦးနီးရတင်ထားတယ်တဲ့ TVS Auto လေးတွေဝင်နိုင်လားတဲ့။ဟုတ်ကဲ့။တကယ်ကိုမေကွန်ကောင်းလေးပါ။ဦးနီးကကျွန်တော် page မှာတင်ထားတာက TVS Anto 150 cycle တွေပဲဖြစ်ပါတယ်เนาะ TVS Anto ကမြန်မာပြည်ကိုလွန်ခဲ့တဲ့နှစ်တွေကတည်းကဝင်လာရှိတယ်125 cc နဲ့ပေါ့2021 model ထိပဲဝင်လာရှိခဲ့တယ်2022 model ကနေစပြီးရင်အခု2025 model ထိတော့ဝင်လာမရှိဘူး TVS Anto ကဝင်လာမရှိဘူး TVS ဆိုင်ကြီးထဲမှာဆိုရင် Auto Bay နေရလောစေ TVS Dance တို့ TVS Dash Prime တို့ TVS Wego တို့เนาะပြီးရင် TVS Antor တို့ပြီးရင်နောက်ထပ် 60cc နဲ့လာတဲ့ TVS လေးတစ်မျိုးရှိသေးတယ်အဲ့လိုမျိုးဘိန်းအမျိုးအစားတွေအစုံလင်ဝင်ပါတယ်ဒါအရင်တော့ဝင်ခဲ့တာပေါ့เนาะနောက်20နှစ်နောက်ပိုင်းမှာတော့ဘယ် brand new မှဝင်လာတော့မရှိဘူးအိန္ဒိယနိုင်ငံမှာ TVS company က TVS Antor ကိုလုံးဝဒီဇိုင်းပြောင်းပြီးမှ မိုရီတက်2026မိုရီဆိုပြီးရင်အခုစတင်မိတ်ဆက်လိုက်ပါပြီအရင်တော့ TVS Andoria 125cc နဲ့လာတယ်အခုကတော့ engine power က 150cc နဲ့ဖြစ်သွားတယ် engine power ကပိုကြီးလာတယ်ပေါ့ပြီးတော့ဒစီးလုံးရဲ့ရုပ်ပိုင်းဆိုင်ရာရောဒီဇိုင်းပိုင်းဆိုင်ရာရောလုံးဝကိုချိန်မလိုက်တယ် ဥမာဒီတခြားနာမည်ကြီး brand တွေတခြားကမ္ဘာကျော် brand တွေဆိုလဲ၄နှစ်ကိုတစ်ကြိမ် design change နေတို့၅နှစ်ကိုတစ်ကြိမ် design change နေတို့ဒီလိုမျိုးမူဝါဒတွေရှိတာဟုတ်အခုအိန္ဒိယ TVS ကလည်းအဲ့လိုမျိုးမူဝါဒတွေရှိမှာပေါ့နော်သူကတော့ဘယ်နှစ်တစ်ကြိမ် change နေလဲတော့မသိဘူးသိချင်တာတော့အခု TVS Endo Cycle ဒီ အရင်တော့က125ပုံစံနဲ့လုံးဝတခြားစီဖြစ်သွားပြီးဒီဇိုင်းကရုပ်ထွက်ကောအယောင်တွေကောလုံးဝ performance ကောကလုံးဝကိုကွဲသွားပြီး engine power လည်း 150cc နဲ့ဖြစ်သွားပြီးအရင်မော်တယ် 125cc နဲ့တော့က ABS brake system နဲ့မပါဘူး ABS brake system မဟုတ်ဘူးအခု 150cc မှာတော့ AVS brake system နဲ့လည်းဖြစ်သွားပြီး performance ကလည်းအရင်ကောင်းလိုက်မယ်လို့ယုံကြည်တယ်။အဲ့ဒါနဲ့ပတ်သက်ပြီးလို့ဒါကျွန်တော် review video လေးလည်းတိတ်မကြခင်လာမယ့်အပတ်ထဲလောက်မှာကျွန်တော်ထပ်မံပြီးမှတင်ဆက်ပေးမယ်။အခွင့်အလမ်းတစ်ခုတော့ရှိတယ်။အဲ့ဒါကဘာလဲဆိုရင် TVS စိုင်းကစိတ်ယုံကမြန်မာနိုင်ငံမှာတက်ဆင်စိတ်ယုံအနေနဲ့အခုသူတို့ကျူးပန်းနေတယ် try နေတယ်လို့တော့သိထားရတယ်။ TVS စိုင်းကစိတ်ယုံကမြန်မာနိုင်ငံမှာတက်ဆင်စိတ်ယုံအဖြစ် အပရုဖြစ်သွားပြီလုံးဝကိုနော်လိုင်စင်တရားဝင်ကျလာပြီပြီဆိုရင်တော့အဲ့ဒီ TVS Antor 150 cycle ကြီးလဲမြန်မာပြည်ကိုတစ်ချိန်ဝင်လာနိုင်ပါတယ်နော်အဓိကတော့မြန်မာနိုင်ငံမှာ TVS တက်စင်စစ်ရုံအပရုကျသွားမယ်လိုင်စင်ကျသွားမယ်ဆိုရင်တော့လိုင်စင်နဲ့ရရှိလာမယ်ဆိုရင်တော့ TVS Antor 150 cycle ကြီးလဲမြန်မာနိုင်ငံကိုဖိုးဖိုးတီတီဝင်လာဖို့ရှိပါတယ် ကျွန်တော်ထင်တယ်ဇီးတန်းကလည်းဝင်လာမယ်ဆိုရင်7380တော့ကျော်နိုင်တယ်ဘာလို့လဲဆိုရင် TVS Antor တောင်မှလောလောဆယ်မှာ round 27 model တွေဆိုရင်360ဝန်းကျင်ဇီးပေါက်နေတယ်အဲ့တော့အခုက engine power ကြီးသွားပြီ 150cc ဖြစ်သွားပြီဒီဇိုင်းလုံးဝရုပ်ချင်းသွားပြီဖြစ်တဲ့အတွက်7380တော့ကျော်နိုင်တယ် license ပါမယ်ဆိုရင်7390ဝန်းကျင်လည်းရောက်နိုင်တယ်တေချာတစ်ခုဒီ TVS ကထုတ်တဲ့ auto cycle ထဲမှာ အစီအကောင်ဆုံး လူကြိုက်အများဆုံး highway မောင်းလို့အကောင်းဆုံးနဲ့မှာ TVS Anto ဆိုင်ကြီးကထိတ်ဆုံးကပါတယ်ဒါတောင်မှ 15cc နဲ့ပဲရှိသေးတယ်အခုက engine power 150cc ဖြစ်သွားတာဖြစ်တဲ့အတွက် engine performance ကလည်းပိုကောင်းမယ် AVS brake system လည်းပါရှိလာတဲ့အတွက်ပိုပြီးမှလုံခြုံမှုဘိုင်းမှာလည်းပိုကောင်းသွားမှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံမှာဝင်လာမယ်ဆိုရင်တော့လူကြိုက်များမှာတေးကြတယ်ရောင်းအကောင်မှာတေးကြတယ်ကျွန်တော်ကတော့လုံးဝကိုဝဲကန်လုံးဝကိုကြိုးဆိုတယ်နော် brand တွေအများကြီးမြန်မာနိုင်ငံမှာစိတ်ယုံနေနဲ့ရှိလာမယ် မြန်မာနိုင်ငံရဲ့လူတွေအတွက်လည်းအလောက်ကင်ခွန်လန်းနေလဲပူပြီးမှပုံများလာမယ်ပြီးတော့ဒါကိုယ်နိုင်ငံအတွက်လည်းဝင်ငွေတစ်ခုတိုးမယ်ပြီးရင်ဒါကိုယ်နိုင်ငံရဲ့လူတွေလည်းနောက်ဆုံးပေါ် model တွေကို update ပေါ့နော်ချစ်ချင်းစီးနင်းဝင်ရမယ်ဒါတော့ကျွန်တော်ကတော့အရင်နဲ့ကြိုးဆိုတယ်နော်ဝမ်ပန်းတရာကြိုးဆိုပါတယ်အဲ့အတွက်ဒါအခုလောက်ရှင်းပြရဲဆိုရင်ဒီမီးကွင်းလေးအတွက်အဖြစ်လေးတစ်ခုရရှိလိမ့်မယ်လို့ယုံကြည်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ